ပါဗျဒီနေ့က2025မေလ9ရက်နေ့ဖြစ်ပါတယ်နော်မနေ့ကမြမာတွေကိုယေရှုမကယ်ဘူးလို့ပြောလိုက်တဲ့အတွက်တော်တော်လေးပွက်လို့ရိုက်သွားတယ်ပွက်လို့ရိုက်ပြီးတော့အမှုတော်ဆောင်ဆိုတဲ့ပုံကိုယ်တွေလာပြီးတော့အသေးအတန်ကြီးဖြည့်ရှင်းချက်ပေးနေကြတယ်နော်ခင်ဗျားတို့ကြံနေပါတဲ့ဇကားကိုခင်ဗျားတို့ကြမ်းညွန်အတိကျနဲ့ဗမာဇကားရှင်းရှင်းလင်းလင်းရေးထားတာကိုအရှိအနောက်ကြမ်းချက်တွေကိုညှိပြီးတော့ကျုပ်ကခင်ဗျားတို့ကြမ်းကိုဖွင့်ပြသွားတယ် ားလုံးမမင်းလိုက်မျိုး Imuken Entertainment Channel ကိုကြိုလိုက်ပါတယ်ဒီနေ့တစ်ဆက်ပြင် view fan လေးရဒီ view fan လေးဖြစ်ပါတယ်ဒီ view fan လေးကဒါဒီ Christian ဘာသာဝင်တွေကဒီမြန်မာဗုဒ္ဓဘာသာနဲ့လာပြီးခြေတန်းကြီးရဲ့ပေါ်ဒီတော့အပြည့်စုံရှင်းပြလာတဲ့ view fan လေးပေါ့နော်ဒီ view fan လေးကျွန်တော်မျိုးပြတ်သက်တစ်ဆက်ပြင်အောင်ကျွန်တော် view fan လေးအဆုံးထက်လေးလည်းပဲကြည့်ရှုပေးဖို့ဖိတ်ခဲ့ချင်ပါတယ်ဒါဆိုရင်ကျွန်တော် view fan လေးဆက်လိုက်ရအောင်ဟုတ်ပါဘူးလို့ဟိုဟိုမှာလဲဟိုလိုပြောပါတယ်လို့ဒီမှာလဲဒီလိုပြောပါတယ်ဆိုပြီးတော့ကြမ်းကြက်တီနဲ့လာကိုကာပြီးကာရတဲ့ခါကျတော့ ခင်ဗျားတို့စဉ်းစားဖို့တင့်သွားပြီဟုတ်တယ်နော်ခင်ဗျားတို့စဉ်းစားဖို့တင့်သွားပြီခင်ဗျားတို့စဉ်းစားဖို့အတွက်ခင်ဗျားတို့ဘာသာမှမရှိတဲ့အခေါ်အော်တွေအပြုမှုတွေအတွေးခေါ်တွေကိုနည်းနည်းလေးတင်ပြမယ်နားထောင်ဟုတ်ပြီနော်ရက်စွာဖရားမှာဂုံတော်တစ်ခုရှိတယ်ရက်စွာဖရားရဲ့ဂုံတော်၉ပါးတဲ့ကဂုံတော်တစ်ခုရှိတယ်အဲ့ဒါကတော့သူကတော်ဂုံတော်လို့ခေါ်တယ်စကားပြောကောင်းတာရက်စွာဖရားဒီကောင်းသောစကားကိုပြောတယ်ဘယ်လိုကောင်းသောစကားလဲဆိုတော့ အကျိုးရှိရမယ်တဲ့ဟုတ်မှန်ရမယ်တဲ့သူတစ်ပတ်သားခံစားရမယ်အဲ့ဒါကစကားတစ်ခွန်းနဲ့နောက်တစ်ခွန်းကအကျိုးရှိရမယ်ဟုတ်မှန်ရမယ်သူတစ်ပတ်သားမခံတာလဲပြောတယ်ဒီလူအကျိုးရှိသွားမယ်စကားကလည်းမှန်နေတယ်ဆိုရင်အဲ့လူခံတာဒီဖြစ်စီမခံတာဒီဖြစ်စီပြောတယ်အဲ့တော့ကျိုးရှိဟုတ်မှန်သူခံတာသူမခံတာဆိုတဲ့စကားနှစ်ခွန်းကိုကောင်းစွာပြောတတ်လို့မြတ်စွာဘုရားကသူကတော်ဆိုတဲ့စကားပြောကောင်းခြင်းကုန်နေပြီးတာဒါဒီမင်းတော့မဟုတ်ပါဘူးမြတ်စွာဘုရားကသူတစ်ပတ်သားဒီ နီးမျိုးစုံနဲ့စကားကိုနားလည်အောင် ပြောနိုင်တယ်အစွမ်းရှိအဲ့တော့အမားလို့ရှင်းရှင်းလင်းလင်းရေးထားပြီးတော့ညင်းဆိုထားတဲ့ကျမ်းကြီးအဲ့ဒီကျမ်းကြီးကိုအရှိမအထောက်ကူပြုတဲ့ကျမ်းချက်တွေလည်းရှိနေရတာ ਨੇ ဒီစကားကဒီလိုမဟုတ်ပါဘူးလို့ခမားတို့ကသူ့ထက်ပို့ပြီးတော့တိနေတဲ့ပုံစံမျိုးလာရှင်းပြနေရပြီဆိုတဲ့ခါအဲ့ဒီဘာသာကြီးခေါင်းဆောင်ကြီးတိချက်စကားကောင်းမပြောတတ်တာလားနှစ်ချက်စကားကိုဖောက်လွဲဖောက်ပြန်ပြောတတ်တာလားအဲ့ဒါခမားတို့စဉ်းစားမယ်ကိစ္စချုပ်ကိစ္စမဟုတ်ဘူး ဟုတ်ပြီနော်ဒါကခမားတို့ကိုမနေရကိစ္စအတွက်တစ်ချက်ရှင်းပြတယ်အဲ့ဒီတော့ထပ်ပြီးတော့ခမားတို့ဘာသာကြီးခေါင်းဆောင်တွေကဗုဒ္ဓဘာသာနဲ့လာလာပြီးဗုဒ္ဓကိုလာလာပြီးကြီးနှိုင်းနေလို့ကျုပ်ကဖွင့်ပြခမားတို့ငကိုတွေကပြောပြီးသားခါရုဘာသာကောင်းကြောင်ကျက်တဲ့လောက်ညွှန်လို့ရတယ်ကျက်တဲ့လောက်ပြောလို့ရတယ်ဗုဒ္ဓနဲ့လာပြီးတော့ကြေးမနိုင်ဘူးကြေးနိုင်ရင်တော့ကျုပ်တို့ကဖြည့်ချင်းချက်တွေပြီးပါဒါတော့ခမားတို့မနှိမ့်ဆက်သေးဘူးခမားတို့ကြမ်းချက်တွေခြေမွားပလိုက်လို့ရတယ်ကျုပ်တို့မနှိမ့်ဆက်ဘူးသဘောတရားလောက်ပြောပြတာနော်အဲ့တော့ မြတ်စွာဘုရားကခင်ဗျားတို့မနီရအထီကိုလာပြောတော့မှာပဲဝသားစားလို့တည်တာလားအစိမ့်မီလို့တည်တာလားမြတ်စွာဘုရားကဘာဖြစ်တယ်ညာဖြစ်ဟုတ်ပြီမြတ်စွာဘုရားပြိဏိဗန်ဆန်တဲ့အကြောင်းကိုတည်တည်ချာချာဘာမှမရေးထားဘူးလို့ပြောလို့အဲ့လိုပပန်းလေးစက်တီပြောကြနော်တချို့ကဗုဒ္ဓဘာသာအကြောင်းအဆောင်ထားတဲ့အကောင့်အတုလေအဲ့ကောင်ဗုဒ္ဓဘာသာလည်းမဟုတ်ဘူးဒါပေမဲ့တစ်ဖက်ကဘာသာတွေကဗုဒ္ဓဘာသာအကြောင်းသိမှဆိုလို့မဟုတ်ကဟုတ်ကတွေထိုင်ပြီးတော့သူကဗုဒ္ဓဘာသာဘက်ကကာကွယ်ပြောတယ်လို့လို့ ਨੇ ပြောတာကျုပ်တို့ကသိတယ်ငခိုးတွေကသိတယ်2010လောက်ထိကကျုပ်တို့ကသိတယ် အဲ့ဒီကောင်တွေဗုဒ္ဓဘာသာလည်းမဟုတ်ဘူးဗုဒ္ဓဘာသာအယောင်ဆောင်ပြီးတော့တစ်ဖက်ဘာသာကလူတွေဗုဒ္ဓဘာသာကိုစိတ်ဝင်စားလာမှကြောက်လို့ပေါက်ကရ40ပြောတဲ့ကောင်တွေကျုပ်တော့ကောင်းကောင်းသိတယ်နော်ထားလိုက်ပါတော့အဲ့တော့ဒီကနေ့ကမှနော်မဟာဝါပါဠိတော်မှာပြိဋိနိဗ္ဗာန်သာတုတ်ရှိတယ်အဲ့ဒီတုတ်ကြီးကအရှည်ကြီးပဲအကုန်မရှင်းပြတော့ဘူးနော်ပြိဋိနိဗ္ဗာန်သာတုတ်ကြီးကိုအကုန်လုံးမရှင်းပြတော့ဘူးမြတ်စွာဘုရားဘယ်အချိန်မှာပြိဋိနိဗ္ဗာန်ဆန်လဲဘလို့ပြိဋိနိဗ္ဗာန်ဆန်လဲဆိုတော့ ခင်ဗျားတို့ဒါလေးကိုနည်းနည်းလေးသိအောင်ပြောပြမယ်နော်အဲ့မှာမာနက်လာလျှောက်တဲ့အခန်းရှိတယ်အဲ့ပရိနိဗ္ဗာန်တုတ်ကြီးထဲမှာဗောနော်မာနက်တောင်းမှန်ရင်းဆိုတဲ့ရိုက်ပြီးရှာလိုက်စော်ဝဲထဲမှာနော်မာနက်တောင်းမှန်မာနက်ကဘယ်လိုလာပြောလဲဆိုတော့အရှင်ဘုရားအရှင်ဘုရားပရိနိဗ္ဗာန်ဆန်တော့အရှင်ဘုရားပြောခဲ့တာတရှိတယ်နော်ရှင်ဘုရားရဲ့ပေးတဲ့တတ္တိကရှင်ဘုရားရဲ့တရားတွေကိုကောင်းကောင်းဖွင့်ဆိုနိုင်ပြီသူတို့ဘသားတို့ရဲ့အယူဝါဒတွေကိုပြန်လည်ဖြည့်ရှင်းနိုင်ပြီဆိုအရှင်ဘုရားပရိနိဗ္ဗာန်ဆန်မယ်လို့သူတို့ပြောခဲ့တယ်မာနက်ကြီးကလာတောင်းမှန်တာရှင်ဘုရားကဘုရိနိဗ္ဗာန်ဆန်တော့အကုန်လုံးနဲ့ရနိုင်ကြတယ် ဲ့တော့မြတ်စွာဘုရားကဘာပြောလဲဆိုမာနန်တဲ့သင်မကြောက်ကြလင်မြတ်စွာဘုရားဤပြိဋိနိဗ္ဗာန်ပြုခြင်းသည်မကြာမီဖြစ်လိမ့်မည်ဤနေ့မှတုံးလာလွန်သောအခါမြတ်စွာဘုရားသည်ပြိဋိနိဗ္ဗာန်ပြုလိမ့်မည်တခါတည်းမာနကြီးကိုဒီဒိတ်အတိကျဖွင့်ဆိုပြလိုက်တယ်ခမလို့ကြိုက်တဲ့ဘာသာကြီးခေါင်းဆောင်သွားကြည့်ကြည့်ကိုတိမ်မဲ့နေ့ကိုတီးတဲ့ဘာသာကြီးခေါင်းဆောင်ရှင်ကျုပ်ရှိခေါ်လာခဲ့ကြိုက်တဲ့ဘာသာသွားကြည့်လိုက်မြတ်စွာဘုရားကတီးတီးကြကြပြောတာတုံးလာနေရင်ငါပြိဋိနိဗ္ဗာန်ဆက်မယ်မင်းမကြောက်ကြနဲ့တခါလေးပြောလိုက်တယ် မြတ်စွာဘုရားသာသနာမှာမြတ်စွာဘုရားမှာမဟုတ်ယဟန္တာအရှင်သူမြတ်ဒီကခုနှစ်ရက်ကြိုတည်တယ်ပြိဋိဘံဆံဖို့ပြိဋိဘံဆံဖို့ခုနှစ်ရက်ကြိုတည်အဲ့ဒီချိန်ကျမြတ်စွာဘုရားကိုလာတောင်းမယ်အရှင်ဘုရားတပည့်တော်တို့ပြိဋိဘံဆံတော့မယ်တပည့်တော်တို့ခွင့်ပြုပါဗျာအေးမင်းတို့ဗမာပြိဋိဘံဆံမယ်ဘယ်နေရာမှာပြိဋိဒီလောက်ပဲမြတ်စွာဘုရားစကားလေးပြောပြီးလွှတ်လိုက်တယ်ဒါကယဟန္တာဒီယနေ့ခေတ်ရှိတယ်ယနေ့ခေတ်တရားစကားဝင်ပြီးတော့တကယ်ကိုတတိပဒံ၄ပါးကိုကောင်းကောင်းအားထုတ်နေတဲ့ပုံကိုယ်တွေကတရက် တမနဲ့နိုင်ပိုင်းအလို့မှာတည်တဲ့ပုံစံတွေအများကြီးရှိတယ်။အဲအဲ့ဒါတရားရိပ်တာဒီမှာတင်ထားတဲ့ဟာဒီမှာခင်ဗျားတို့သွားကြည့်နိုင်တယ်။တချို့တွေဆိုရင် အရှင်ဘုရားတပည့်တော်မနေ့ပြန်ဆိုရင်တပည့်တော်ခန္ဓာတပည့်တော်တရားတော်မယ်။သူတို့ကြတော့ခန္ဓာယုံသိမ်းတာမဟုတ်ပြိဋိဘံဆန္ဒမဟုတ်။ဒါပေမဲ့တတိပဌံအားနဲ့သူတို့တရားမောသိတယ်။အရှင်ဘုရားတပည့်တော်မနေ့ပြန်တော့တရားတော်မယ်ဗျာတပည့်တော်ခွင့်ပြုပါဦးတပည့်တော်ရိပ်တာမှာတတိကထာများမှာဆိုလို့အိမ်ပြန်ညီမာတယ်ဗျာ။အေးအေးပြန်ပြန်ပြန်ခိုင်းလိုက်တယ် အိမ်ရောက်ရင်နောက်နေ့တကယ်သေးတယ်။သေတာမှ나이အချိန်တိကျတဲ့သေတဲ့လူတွေရှိတယ်။သားတို့သမီးတို့လာငါကတော့ကြငါ၁၂နှစ်ကျော်ရင်သေတော့မှာအကောင်းကြီးနဲ့စကားပြောရေမိုးချိုးတနခါပန်ပြီးအိတ်တုံးလုံးလက်အိတ်၁၂နှစ်ကျော်သေတာပဲ။အဲ့ဒါဗုဒ္ဓဘာသာကခမားတို့ပြောသလိုသေမှသိမှလားမဟုတ်ဘူးမသေခင်နဲ့သေမဲ့ရဲ့အချိန်အတိအကျကိုသိနိုင်တယ်။မြတ်စွာဘုရား၃လကျော်ပြောတယ်ဟုတ်ပြီနော်မြတ်စွာဘုရားကဝတ္တာစားလို့တည်တယ်လို့ဘာလို့ဆိုတော့မြတ်စွာဘုရားကတခါတည်းပြောတယ်အဲ့မှာထပ်ပြီးတော့ မြတ်စွာဘုရားကအာယုတင်္ခါရလွတ်တယ်အာယုတင်္ခါရဆိုတာကအာရုအာယုတင်္ခါရဆိုတဲ့သဘောကမြတ်စွာဘုရားရဲ့အတက်ကိုရှည်အောင်လို့ဆွဲဆန့်ထားတာမြတ်စွာဘုရားအခုတတန်းတရာမှာဆိုရင်တတန်း120 130တိတတန်းရှည်နိုင်အောင်လို့ဆွဲဆန့်ထားတာအဲ့ဒါကိုအာယုတင်္ခါရလို့ခေါ်တယ်အဲ့ဒီအာယုတင်္ခါရကိုမြတ်စွာဘုရားဗာနဲ့ဥပမာပေးလဲဆိုတော့ရိုင်နေနေတဲ့လှဲကြီးမပြတ်သွားအောင်လို့တုတ်ထားတဲ့ကြိုးတွေနဲ့စိုင်းထားတယ်လို့ပဲ အဲ့ဒီကျိုးတွေဖြီးလိုက်တဲ့ခါကျအဲ့လေးကြီးရယ်ရိုင်သွားတယ်အဲ့တော့မကြမိမီကာလမှာပဲမြတ်စွာဘုရားကပြိဋိဘံစံမှုအတွက်ကိုတခါတည်းအာယုသင်္ခါရဆိုတဲ့အသက်ဆောင်ဓာတ်ကြီးကိုလွှတ်လိုက်တာဟုတ်ပြီနော်အဲ့တော့မြတ်စွာဘုရားကအဲ့ရနေခြားဟုတ်ပြီရှုပရိန်တဲ့ခင်ဗျားတို့ပြောတဲ့ရှုပရိန်တဲ့ရဲ့စွန်ဝတ်သားစွန်ပေါ့ဗျာဝတ်သားပဲဖြစ်ဖြစ်ဝတ်မှုပဲဖြစ်ဖြစ်ဖြစ်ချင်တာဖြစ်အဲ့စွန်ကိုစားပြီနော်အဲ့ဒီစွန်ကိုစားတဲ့အချိန်မှာခင်ဗျားတို့အဲ့တုတ်တန်မှာအဲတုတ်တန်အဲ့ဒီတုတ်တန်ကြီးနဲ့မှာပဲ စုံနာပရိင္တဲ့ဝိထုဆိုတာပါတယ်အဲ့ဒီမှာတွားရှာနော်အဲ့ဒီစုံနာပရိင္တဲ့ဝိထုမှာမြတ်စွာဘုရားကိုလာပြီးတော့အဲ့ဒီဝက်ပြူသားနဲ့လာပြီးတော့ကတ်တဲ့အချိန်မှာမြတ်စွာဘုရားကဘာပြောလဲဆိုတော့စုံနာတဲ့ဒီစွန်းကိုငါမတပါအစာကြည်နိုင်တဲ့ပုံကမရှိဘူးတဲ့အဲ့တော့ငါ့ကိုပဲကတ်ကျန်တာတွေကို တွင်းကိုတူးပြီးတော့တရောင်လောက်တွင်းကိုတူးပြီးတော့အဲ့ထက်မှာအကုန်သွားမြုပ်လိုက်ဘယ်သူမှမစားခံဘူးမြတ်စွာဘုရားမြတ်စွာဘုရားအဲ့စွန်းကို သူစားမယ်ဆိုတော့ဘယ်သူမှမစားခဲ့ဘူးအဲ့တော့မင်းတို့ကပြောကြလိမ့်မယ်ဒီဝသားစားလို့လို့ဟလာဝသားထဲမှာအစိတ်ခတ်ထားလို့ဒီစွန်းထဲမှာအစိတ်ခတ်ထားလို့အစိတ်ခတ်သည်ဖြစ်စီမခတ်သည်ဖြစ်စီမြစွာဘုရားဒီပရိနိဗ္ဗာန်ဆံဖို့တဏိတဲ့ချပြီးပြီဖြစ်တဲ့အတွက်စကားနှခွန်းမပြောဘူးရှင်အာဏန္ဒတောင်းမှန်တဲ့အရှင်ဘုရားပရိနိဗ္ဗာန်မဆံမနဲ့ဟိုထပ်ပြီးနေပေါင်းတောင်းမှန်တာတော့မရတော့ရှင်အာဏန္ဒသုံးကျင်သုံးကတောင်းမှန်တယ်ငိုယိုပြီးတောင်းမှန်တယ်မရဘူးမြစွာဘုရားငါပရိနိဗ္ဗာန်ဆံတော့မယ်ရှင်းတယ်နော်စကားကိုနှခွန်းမပြောဘူးထွက်ပြေးလာလိုက်တက်လို့ထွက်ပြေးလာ မပြေဘူးเนาะပုံနေမနေပြီးတော့မှငါကယ်ပါတယ်လို့လည်းထမပြောဘူးเนาะငါပြိဋိဘတ်ဆံပါတယ်ရှင်အနန္ဒတောင်းမှန်တာတော့မရတော့အဲ့တုတ်တိုင်းနေမှာအပြည့်ပြည့်စုံပါတယ်ဟုတ်လားအဲ့ဒီလိုမျိုးစုံမျိုးပထမအရှိမတစ်ခုရှိခဲ့တယ်ဘာသာတော်ကတုတ်ဆိုတာရှိတယ်အဲ့ဒီမှာလဲမြတ်စွာဘုရားကအဲ့ဒီစုံကိုသူလည်းမစားဘူးခြံတဲ့ပုံကိုယ်ကြီးကိုလည်းမချွေးဘူးရည်လည်းတွားပြီးမျောခိုင်းလိုက်တာအဲ့ဒါအစိတ်တကယ်ခတ်ထားတဲ့စုံမြတ်စွာဘုရားကတည်တယ် သူလည်းမစားတယ်လို့ယဟန်ကြီးလည်းမစားခဲ့ဘူးဘလို့ညင်းလိုက်လဲဆိုတော့ဂါရာယူလို့ရတဲ့စွန့်ကိုငါမစားဘူးတဲ့ဆိုပြီးညင်းလိုက်ပြီးတော့အဲ့ဒီဟာဒီကိုရေထဲတော့မျောလိုက်ပါရေထဲမျောလိုက်တဲ့အချိန်မှာရှဲ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 ဆိုမိခိုးတွေအခိုးလျံကြီးထွက်လာဖြစ်ဖြစ်ဖြစ်တောက်တောက်တောက်နဲ့အဲ့လိုအတန်ကြီးထွက်လာအဲ့ဒါအစိတ်ခတ်တာအဲ့တော့ဒီဆုံးကအစိတ်ခတ်တာဟုတ်ချင်ဟုတ်မယ်မဟုတ်ချင်မဟုတ်ဘူးမြတ်စွာဘုရားပရိနိဗ္ဗာန်ဆံဖို့တန်တိတန်ခြာပြီးသားဖြစ်တဲ့အတွက်လုံးဝကိုမြတ်စွာဘုရားကဒီဆုံးကိုစားဖို့စားတယ်အဲ့တော့ အပရိနိဗ္ဗာန်တုတ်ကြီးထဲမှာပေါ့အများရွယ်တိချဂါရတော်တွေနောက်ဆုံးအချိန်မှာမြတ်စွာဘုရားကပရိနိဗ္ဗာန်ဆန်တော့မယ်ဆိုလဲဆိုတော့နောက်ဆုံးဂါရပြောပြီးတဲ့အချိန်မှာဇန်တမာဘတ်တွေဝင်စားတယ်ပရမဇန်ဒုတိယဇန်ဇန်တမာဘတ်တွေဝင်စားတယ်ဇန်ဆိုတော့မင်းတို့ကြားဖို့မှလည်းနိရောဓတမာဘတ်ဆိုတာအသက်လည်းမရှိတော့ဘူးနှလုံးလည်းမခုန်တော့အရှင်အနန္ဒာကမိတယ်အရှင်ဘုရားအနုယုတ်တာမြတ်စွာဘုရားပရိနိဗ္ဗာန်ဆန်တော့မဆန်သေးဘူးနိရောဓတမာဘတ်ဝင်စားနေအဲ့တော့မြတ်စွာဘုရားပရိနိဗ္ဗာန်ဆန်တာကိုလည်း ဟုတ်ကဲ့ပါမျိုးလေးကျွန်တော်ပြန်ပြန်ကြောက်ပါပဲဒီဖိုင်ကိုကြည့်ပြီးအမျိုးလေးဘူးဒရာတင်ငန်းစာတွေများစွာရရှိလိမ့်မယ်လင်းမြင်လင်းပါတယ်ဒီဖိုင်ဖန်လျက်ရတာဒီခရစ်ယာန်ဘာသာဝင်တွေဗုဒ္ဓမြတ်စွာဘုရားနဲ့ပေါ့နော်ဒီခြေတဲ့ညိတဲ့ပေါ့ဒီကိုကနေပြည်သူရှင်းပြသွားတဲ့ပြည်ဖိုင်လေးပေါ့နော်ဒီဖိုင်လေးကျွန်တော်ပြသတင်ဆက်ပေးသွားဖြစ်ပါတယ်ဒီဖိုင်လေးပတ်သက်ပြီးတော့အမျိုးလေးတွေ့ကြုံနေယူဆရလေကျွန်တော်ကောမန့်မှာမချေပေးကြလေရတယ်ကျွန်တော် channel နေဘူးဒရာရတဲ့အကြောင်းနဲ့ဟာတာပြပြီးမယ်ဒီဆက်ပြီးမှာမို့တော့ channel like ဆူရမနေတဲ့ like ဆူကနေ notification လေးပန်နေခဲ့ပြီးတော့နောက်ဆက်ကြည့်ပါတယ်ကျွန်တော် channel အားပေးကြည့်ရှုသူတရားရှင်းနေကျေးဇူးများကြီးတင်ပါတယ်နောက်ထပ်ပြီးတော့ပြန်ဆက်ကြရမယ်တရား